အားလုံးမင်္ဂလာပါဒါတော့ page မှာပြန်လဲကြိုဆိုပါရစေ။အဲကျွန်တော်ဒီနေ့မှာတော့ဒီတင်းတိတ်ပောက်ပြီးတော့မျက်နှာအသားအရေမလှပလို့စိတ်ညစ်နေတဲ့သူတွေအတွက်ဒီတင်းတိတ်တက်တာစေဖို့အတွက်ကာကွယ်နည်းတွေကုသနည်းတွေကိုပြောပြဖို့အတွက် the best aesthetic and laser clinic မှာဒေါက်တာသူသာထွန်းကိုဖိတ်ခေါ်ထားပါတယ်။အော်ဒီအစီအစဉ်မစခင်မှာကျွန်တော်ကြိုပြီးတော့အတည်ပြုချင်တာကဒီဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ဒီတင်းတိတ်ဝေဒနာရှိရခံစားနေရတဲ့သူတွေအတွက် promotion အစီအစဉ်တခုလည်းထည့်သွင်းပေးထားပါတယ်။ဒါကြောင့်မလို့ video ကိုအဆုံးထိကြည့်ဖို့ကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့အကြံပြုချင်ပါတယ်။အဲဒါဆိုရင်ကျွန်တော်အစီအစဉ်လေးကိုစလိုက်ပါမယ်။ ။ဟောမင်္ဂလာပါမိုက်။မင်္ဂလာပါ။ဟုတ်ကဲ့အမမိတ်ဆက်ပြပါအောင်။ဟုတ်အားလုံးပဲမင်္ဂလာပါ။ The best aesthetic and design clinic ကဒေါက်တာသူစာထွန်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီတင်းတိတ်နဲ့ပတ်သက်ပြီးတော့မေကုန်လေးဆက်လိုက်ပါမယ်မ။ကျွန်တော်ဒီတင်းတိတ်ဆိုတာဘာလဲဆိုတာကိုရှင်းပြပေးပါအောင်။တင်တိတ်ဆိုတာနားလေလွယ်အောင်ပြောရင်ပေါ့နော်မျက်နှာအထူးသဖြင့်နှစ်ဖူးနှစ်ခေါင်းနဲ့ပါးတွေပေါ်မှာအမဲဆက်အမဲကွက်တွေဖြစ်လာတာမျိုးပြောတာပါ။နောက်နေအောင်ကြီးနဲ့ထိတွေ့မှုအများကြီးတယ်။လေပင်တို့လက်မောင်းတို့လိုမျိုးမှလည်းဖြစ်တတ်ပါတယ်။ဟုတ်ကဲ့ပါ။အဲ့တော့ဒီတင်တိတ်တွေကဘာကြောင့်ဖြစ်လာတာလဲ? ဟုတ်တိတိဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကတော့အမျိုးရိုးဗီဇာဂျနက်တစ်ပေါ့နော်ပြီးတော့နေအောင်ဂျင်းနဲ့ထိတွေ့မှုအရန်များတာတွေနောက်တားဆေးပေါ့တားဆေးတို့အကြိုက်ခဲပြောက်ဆေးတချို့တော့ပိုးသက်ဆေးတွေတောက်သုံးခြင်းအနေနဲ့တင်းတိတ်ဖြစ်စေပါတယ်နောက်ပြီးတော့ဟိုအမျိုးသမီးတွေဟော်မုန်းနဲ့ changes ဖြစ်တဲ့အချိန်တွေပေါ့နော်သွေးဆုံးကံဒီအချိန်မျိုးကိုယ်ဝန်ဆောင်ကံဒီအချိန်မျိုးတွေမှာလည်းတင်းတိတ်ဖြစ်တတ်ပါတယ် ်အဲပြီးတော့ skin care ပေါ့ဟိုအရေပြားကို irritate ဖြစ်စေတယ် hydroquinone တို့ဗန်ဆိုင် peroxide တို့ retinoid တို့လိုမျိုး hatch skin care product တွေပေါ့အဲ့ဒါတွေကိုအလွန်ကျုံသုံးစွဲရင်လည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဟိုဒီ tint တွေဖြစ်ပြီဆိုရင်လည်းဗာဒီမျက်နှာမှာအဖြစ်များလာဆိုတော့အလှပရေရအောင်အများကြီးထိခိုက်မှုလည်းရှိတယ်ပြီးတော့ဒီ social life မှာဆိုရင်လည်းကျွန်တော်အမျိုးသမီးတွေမှာဆိုရင်လည်းပဲဒီ social life မှာ impact လည်းအရင်ကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ tint date တွေမဖြစ်အောင်လို့ကာကွယ်ရမယ့်နည်းလမ်းလေးပြောပြပေးပါဦး ကာကွယ်ဖို့အနေနဲ့ကတော့အဓိကနေရောင်ခြည်ကိုကာကွယ်ဖို့အရေးကြီးဆုံးပေါ့နော် SPF 30အ ਨੇ ဆုံးပါတဲ့ sunscreen ကိုနေတိုင်းလိမ့်ပေးဖို့လိုတယ်အပြင်သွားတဲ့လူတွေဆိုလို့ရှိရင်တော့နှစ်နာရီကြာတစ်ခါသုံးနာရီကြာတစ်ခါလိမ့်ပေးဖို့လိုတယ်ပေါ့နော်နောက်အုတ်ထုတ်ဆောင်တာလည်းမျိုးထီဆောင်တာလို့လိုမျိုးနေရောင်ခြည်ကိုကာကွယ်ပေးဖို့ကလည်းအရေးကြီးပါတယ်ဟုတ်ကဲ့ပါပါဒီကာကွယ်နည်းတွေသိသွားပြီဆိုတော့ကုသနည်းအနေနဲ့ရအောင်ပါဟုတ်ကုသနည်းကတော့တောက်ဆေးလိမ့်စေပေါ့အဲ့ဒီအပြင်ကမှအမတို့လေဆာပစ်တာမျိုးကမီကယ်ပေးလင်းလုပ်တာမျိုးနောက်မီဆို injection ထိုးတာမျိုးလေးနဲ့လည်းကုသလို့ရပါတယ်ဟုတ်ကဲ့ပါပါ အဲ့ဒီတင်တဲ့ကုသမှုတွေထဲမှာကျွန်တော်တောက်ဆေးလင်းဆေးတွေရှိတယ်။နောက်လေဆာပြည့်ပြီးတော့ကုတာရှိတယ်။နောက်ခမကက်ပီလင်းတို့နောက်မီဆိုတာလည်းပြီးတော့ပေါ့နော်။ဒီလိုမျိုးကုသမှုတွေအမျိုးမျိုးရှိတဲ့အထက်ကမှဒီပထမဆုံးကျွန်တော်သိချင်တာက လေဆာအကြောင်းပေါ့ ဒီလေဇာနဲ့ကုသရတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုရှင်းပြပေးပါအောင်ဟုတ်အာတင်းထိတ်အတွက်လေဇာကုသမှုတွေကတော့အများကြီးရှိတာပေါ့အမတို့ဈေးကမ်းမှာကတော့ဒီ down time လည်းမရှိဘူး၊နှာကျင်မှုလည်းမရှိတဲ့ကျူ switch လေးစားလေးပေါ့။အဲ့ဒါလေးနဲ့လုပ်ပေးတယ်။သူက low fluorescence energy ကိုသုံးပြီးတော့ကုသမှုပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမဲရောင်ခြေဆဲလေးတွေကိုတတ်တာပြီးတော့တင်းတိတ်ကိုပြောက်ကင်းစေပါတယ်။ဟုတ်ကဲ့ပါပါ။ဒီတချို့တွေကောလာဟလာပြောနေကြတာရှိတယ်။ဒီလေဇာလေဇာသုံးပြီးတော့ကုတာတွေကကင်ဆာဖြစ်စေတယ်လို့ဟိုဓာတ်ရောင်ခြေတင်းတဲ့အတွက်ကင်ဆာဖြစ်စေတယ်စသဖြင့်ပေါ့နော်။တချို့တွေကြတော့ 其他有从即只来写，叫作蒙故意只来写无？其他、嗯、讲的话题 a u s t u d y i a 你嘛懂嘞？嗯 ဒီလေဆာကုသမှုတွေကကင်ဆာဖြစ်စေတယ်ဆိုတာဟုတ်လားမဟုတ်လားဆိုတာပြောပြပေးပါဦးဟုတ်ဒီတက်ရောင်ကြီးပေါ့နော်အမားတို့ပြောနေကြ X-ray တို့နောက် UV radiation တို့ကကြာ ionizing radiation တွေဖြစ်တယ်ပေါ့သူတို့ကတော့ကင်ဆာအန်တီရရှိတယ်အမားတို့ဒီ aesthetic clinic တွေကလေဆာဆက်တင်မှာသုံးတာကြာတော့ non ionizing radiation ကိုသုံးပြီးကုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကင်ဆာအန်တီရတော့မရှိပါဘူးဟုတ်ကဲ့ဒါဆိုတော့ဒီလေဆာကုသမှုခံယူမဲ့ကျွန်တော်ဒီ aureus အနေနဲ့လည်းဒီကိုယ်မှာဖြစ်နေတဲ့ယောဂနဲ့သက်ဆိုင်ရာဒီလေဆာကုသမှုတွေခံယူမဲ့ဆိုရင်လည်းပဲကင်ဆာဖြစ်မှာကိုကြောက်စရာမလိုတော့ဘူးပေါ့နော် ော့ဒီကင်ဆာမဖြစ်ပေမဲ့လည်း तू ကတခြား side effect မျိုးတွေတော့ဖြစ်နိုင်တယ်အသားညိုတဲ့သူတွေအသားမဲတဲ့သူတွေမှာပေါ့ तू က energy ကိုတင်ပြီးဖြစ်မိတာမျိုးဆိုရင်အရေပြားကိုလောင်တာအရေကြီးဘူးထတာအနာဖြစ်တာအမာရွတ်ဖြစ်တာအဲ့လို side effect လေးတွေဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစိတ်ချရတဲ့ကျွမ်းကျင်တဲ့ဆေးကန်းတွေမှာလောက်တာမျိုးကတော့ပိုပြီးတော့ကောင်းပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီ laser ကုသမှုရရတဲ့ဆိုတာ ရမ်းပြီးမသွားသင်ဘူးပေါ့နော်လက်ကျင်တဲ့သူတွေကုသမှုပေးတဲ့နေရာကိုပဲသွားရပြီးတော့ဒီနေရာပေါ်မှာမူတည်ပြီးတော့ချိန်ညှိပြီးလုပ်ပေးရတာဆိုတော့လေဟုတ်ကဲ့ပါမနောက်ထပ်ဒီကုသမှုတစ်ခုဖြစ်တဲ့ chemical peeling အကြောင်းလေးလည်းရှင်းပြပေးပါဦး။ဟုတ် chemical peeling ကတော့အမတို့ဆေးရည်တမျိုးသုံးပြီးတော့ဒီအရေပြားကို exfoliate လုပ်ပေးလိုက်တာပေါ့နော်။အဲ့လိုနည်းနဲ့တင်းတိတ်လေးတွေကိုမှိန်လာစေတယ်၊တတ်တာလာစေတယ်။ဟုတ်ဟုတ်ကဲ့ပါ။ဟောဒီ chemical peeling လုပ်ရင်ရောဒီတခြား ီဘေးထွက်ဆိုးကျိုးပညာအဲ့လိုမျိုးရှိတတ်လားဟုတ်အဲကမီကယ်ပီလင်းလုပ်တဲ့ခါမှာတချို့ကအရေးပြားပေါ့နော်ဒီအရေးကွန်အရန်ကွာတာမျိုးဖြစ်မှာကြောက်ကြတယ်ပေါ့ဒါပေမဲ့ဒီဆေးကန်းတွေမှာတော့ဆရာဝန်တွေကလူတဦးတယောက်ချင်းစီရဲ့အသားရေပေါ်မှာမူတည်ပြီးတော့တေချာလေးကိုဆေးကိုရွေးချယ်ပြီးတော့အသုံးပြုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးအရေးကွန်ဆိုးဆိုးဝါးဝါးကွာတာမျိုးတွေလည်းမဖြစ်နိုင်ပါဘူးဒါပေမဲ့အနည်းငယ်အသား၆တာမျိုးလေးတွေညီညာမျိုးလေးတွေတော့ဖြစ်တတ်တယ်ဟုတ်ကဲ့ပါနောက်တစ်ခုကမှဒီမီဆိုသာရပီပေါ့ဒီမီဆို injection လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒီမီဆိုသာရပီဆိုတာလည်းခုနပိုင်းမှာလူပြောများလာတာဆိုတော့ အဲ့မီဆိုသရပီအကြောင်းလေးလည်းရှင်းပြပေးပါဦး။အမီဆိုသရပီဆိုတာကတော့အက်တီတီလေးတွေကိုသုံးပြီးတော့အမဲရောင်ကျဲဆဲလေးတွေကိုဟန်တာပေးတယ်၊ဖြူဝင်းစေတဲ့ဆေးကိုပေါ့။ကို့အရေပြားအလွှာတွေကိုဓာတ်ရိုက်ထိုးပေးတာကိုခေါ်တာပါ။ဟုတ်ဟုတ်ကဲ့ပါ။ဒီမီဆိုသရပီရဲ့ကောင်းကျိုးလေးတွေလည်းပြောပြပေးပါဦး။ဟုတ်။ကောင်းကျိုးအမြင်နဲ့ဆိုရင်တော့ဒီတင်းတိတ်မှာအမားတို့ကအပေါ်ရန်အရေပြားအလွှာမှာဖြစ်တဲ့တင်းတိတ်ရှိတယ်၊ဒီအတွင်းဘက်မှာဖြစ်တဲ့တင်းတိတ်ရှိတယ်ပေါ့။အပေါ်ရန်အလွှာမှာဖြစ်တဲ့တင်းတိတ်တွေဆိုရင်လေဆာပစ်တာ၊ပီးလင်းလောက်တာတို့နဲ့တက်တာတယ်။ဒီအတွင်းဘက်မှာဖြစ်တဲ့တင်းတိတ်တွေဆိုရင်တော့ဒီဆေးထိုးပြီးတော့ကုသခြင်းကအတွင်းဘက်ကိုရောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးနှင်း င်းနေနဲ့တက်တာပြောက်ပြင်းစေပါလေ။အော်ဟုတ်ကဲ့ပါ။ဒါဆိုရင်အမဒီတင်းထိတ်ကကျွန်တော်တို့ကုသမှုခံယူမယ်ဆိုရင်အရှင်းပြောက်နိုင်လားပေါ့နော်။နောက်တစ်ခုကဒီကုသဒီအရှင်းပြောက်ဖို့အတွက်ဘယ်လောက်ကြာကြာကုသမှုခံယူရမလဲ။ဟုတ်အဲအရှင်းပြောက်နိုင်လားဆိုတော့အဲ့ဒါကတော့ဖြစ်တဲ့တယောက်ချင်းစီရဲ့တင်းထိတ်အမျိုးအစားနဲ့အသားရည်အခြေအနေပေါ်ဒီမှာမူတည်ပြီးတော့ကွဲပြားသွားတယ်ပေါ့နော်။တချို့ကလည်းအရှင်းပြောက်တယ်တချို့ကလည်း80 80ရာခိုင်နှုန်းလောက်ဒီတက်တာပြောက်ကင်းတာမျိုးတွေလည်းရှိပါတယ်။အချိန်အားဖြင့်တော့အနည်းဆုံး1လခွဲ2လဝင်းကျင်တော့ကုသမှုခံယူရပါတယ်။ဟုတ်ကဲ့ပါ။ အခုကြည့်နေတဲ့ဒီ audience တွေအနေနဲ့ပေါ့နော်ဒီ image မှာဒီတင်တိတ်ကုသမှုခံယူခြင်းလဲဆိုရင်ဒီစိတ်ကလေးစာလေးပြောပြပြပါအောင်ဟုတ်ဟုတ်အဲတင်တိတ်နဲ့ပတ်သက်ပြီးတော့ကုသမှုခံယူခြင်းလဲဆိုလို့ရှိရင်เนาะ the best aesthetic and laser clinic နဲ့အမှန်93တင်တီလန်းနဲ့သူရမလန်းတောင်မြောက်ကလာမှာအာလာပြီးကုသမှုခံယူလို့ရပါတယ်အသေးစိတ်သိရှိခြင်းလဲဆိုလို့ရှိရင်လဲ page messenger အနေပဲဖြစ်ဖြစ်ဒီဖုန်းနံပါတ်လေးတွေကိုပဲဖြစ်ဖြစ်ဆက်သွယ်ပြီးတော့စုံစမ်းမြင်ရနိုင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့အခုလောက်ဆိုရင်ကျွန်တော်တို့ဒီတင်းတိတ်နဲ့ပတ်သက်ပြီးတော့ကောက်ွယ်နည်းတွေကုသနည်းတွေကိုကျွန်တော်တို့ လုံလုံလောက်လောက်တည်ရှိသွားလာပြီလို့ယူဆပါတယ်အဲ့တော့ဒီအခုကြည့်နေတဲ့ data အောင်ရဲ့ audience တွေအတွက်ဒီအစီအစဉ်တစ်ခုလည်းရှိပါတယ်အဲ့တော့ဒီအခုလိုမျိုးလာရောက်ပြောပြောကြပေးတယ်ဒီအမားကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အော်ဒီနောက်ဆုံးအနေနဲ့ကျွန်တော်ဒီဗီဒီယိုရဲ့ခြေစုံမှာပြောပြပြထားတဲ့ဒီ promotion အကြောင်းကိုပြောပြပေးပါမယ်။အဲ့တော့ဒီကျွန်တော်တို့ ဒီဒေါက်တာအောင်ရဲ့ Orient Day တင်းတိတ်ဝေဒနာခံစားနေရတဲ့သူတွေရှိရဆိုရင်ကျွန်တော်ဒေါက်တာအောင် promo code ကိုအသုံးပြုပြီးတော့ဒီ the best aesthetic clinic မှာတွားရောက်ပြီးတော့ကုသမှုခံယူမယ်ဆိုရင်15%အဲ့တော့15ရာခိုင်နှုန်း discount ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီ season ကတော့ကျွန်တော်ဒီ July လကုန်အထိပဲဖြစ်တဲ့အတွက် July လမတိုင်ခင်မှာဒီတင်းတိတ်ကုသတဲ့ package တွေကိုတွားရောက်ဝယ်ယူထားဖို့ကြိုတင်ပြီးတော့အကြံပြုချင်ပါတယ် အဲ့တော့ဒီဒီ package ကိုဝယ်ယူထားပြီးပြီဆိုရင်လည်းကျွန်တော်ဒီဇူလိုင်လအတွင်းမှာတွားရောက်ပြီးတော့မကုသဖြစ်သေးဘူးဆိုရင်လည်းပဲတစ်နှစ်အတွင်းမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီတင်းနေဝင်တာခန်းစားနေရတဲ့သူတွေအနေနဲ့ဒီ Doctor Aung promo code ကိုအသုံးပြုပြီးတော့ဒီ The Best Aesthetic Clinic မှာတွားရောက်ပြီးတော့ဒီဈေးနှုန်းတက်တာဆိုတာကုသမှုခံယူလို့ရပါတယ်ဆိုတဲ့အကြောင်းကိုတင်ပြကောင်းပါခြင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။